ရှင်ဆီယမကျူရဲ့ဒီမိုက်တပင်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်အပိုင်းလေးကတော့အပိုင်းစခုဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးရှင်အခန်း22မာရီမျက်နာသည်ကျွန်တော်မျက်နာနဲ့အလွန်နီးကပ်နေသည်ကျွန်တော်နှာခေါင်းထိပ်ပြားနေတဲ့တဲ့တွင် မာရီနှဖူးပြေရှိနေသည် အဖွဲသားချိုကားပေါ်တက်ကုန်ကြပြီဖြစ်ဖြစ်စင်နောက်ဖက်မြေခွက်လက်တွင် ကျွန်တော်နဲ့မာရီတာကြံခဲ့သည်မောင်ရိပ်တဝက်အလင်းတဝက်ဖြင့်မာရီဝိုင်းဆက်တော်မျက်နှာပြပြကလေးမှာပြိုဝတ်မှုအပြည့်ရှိနေတယ်လို့ကျွန်တော်ထင်မိသည်ဒီနေ့ယူဝါယူမမြင်ပါလားအုပ်စုကျွန်တော်ပခုံးတွင်းရင်ပြုံးလိုက်ဤသူမကရှေ့တလန်တိုးလိုက်တော့ခါသူမခန္ဓာကိုယ်ကြီးနှွေးထွေးမှုသည်ကျွန်တော်ခန္ဓာကိုယ်သို့အငွေ့ကူးဆက်လာသည်ယခုလိုသူမကကျွန်တော်ကိုနီးကပ်စွာရှေ့မှာပိတ်ရလျက်မောကြည့်နေတော့ခါ ကျွန်တော်ဘက်ကခြေလန့်တလန့်တိုးဝင်စရာပဲမလိုတော့ပါ။သူမကိုတိုင်းဖက်လိုက်ရုံသာ။သူမဟုတ်ကျွန်တော်နှာခေါင်းနဲ့ထိကက်လူနီးပါးဖြစ်နေတော့ငါးရီနဘူးပြင်ကိုငုံနားလိုက်ရုံသာရှိသည်။ဒါလေ၊ you are မလိုက်ခင်တဲ့လူမာရားလိုလိုက်။သူမ၏စကားတန်သည်တချင်းဆိုသလိုပင်အတန်နှိမ်မြေအနည်းမြန်ကပြပြစွာစီးဝင်လာ၏။ဟုတ်တယ်ကွ။သူလိုက်လာရင်မလွတ်လပ်ဘူးလေ။ အနောက်သွားမလွတ်တော့စကားကိုခက်ပော့ပော့လေးကျွန်တော်ပြောချလိုက်သည်။သူမကမျက်ဆောင်ရည်ကလေးဖြင့်ကျွန်တော်ကိုပြုံးကြည့်ပါသည်။ထိုချိန်၌ကောင်းဝန်တန်ခက်ကြဲကြဲကြားရသည်။ကျွန်တော်တို့နှစ်ယောက်ကိုလှမ်းခေါ်နေခြင်းဖြစ်ပါသည်။မာရီယာမကြားရလား။မကြားရဆောင်လာတာမသိ။အနေငယ်များပင်အနေထားမပြတ်ပါ။ယူစပင်နီယိုမာရီတိတ်ချစ်တာပဲတည်လားကျွန်တော်နှွေးကနေရင်ခုန်လှုပ်ရှားသွားပြီ ဇပင်တွေဘယ်လားမာရီရဲ့ကျွန်တော်ရင်ထဲမှာလှကနေပြောမိတော့မိစကားကိုနှက်ခမ်းစီမိအောင်စွတ်ထိန်ချုပ်ပြလိုက်ဤသူမနှစ်ဖူးကိုငုံမနှမ်းမိအောင်လဲနောက်တို့ခြေတလန်းဆုပ်ပြလိုက်ရပါသည်မဖြစ်ဦးမာရီကိုလိုချင်တာမင်းမဟုတ်မေဒုက္ခရောက်သွားအောင်တတ်တတ်တော့ကိုမကစားသင့်ဦးမဟုတ်လားကိုအဲ့ရောက်မပတ်ဆက်ပြစီနဲ့ကျိုးအားလုံးအောင်စောင့်နေကြပြီမာရီသွားကြစို့သူမအောင်မဆောက်ပဲ ကျွန်တော်ပြောငင်းနဲ့ထွက်လာမိကျွန်တော်ရင်ထဲမှာခြောက်တွေ့ပူလောင်လျက်ရှိသူကိုတကြည်ထားမိသည်ဟင်မာရီကိုစအောင်လေမာရီခက်တွတ်တွတ်ပြေးလိုက်လာသည်ကိုကျွန်တော်စိတ်မရွှေစွာခဏရက်ဆောက်ခဲ့ရသည်သူမ၏နှကမ်းမှာစူးစူးကလေးပြုံးနေသည်ချစ်စရာမျက်နှာဝိုင်းလေးကားပေါ်တွင်အဖွဲသားများစုညံစွာစနောက်လာခိုက်မာရီကပြုံးပြုံးကလေးရှက်အောင်ဆောင်လျက်ရှိသည်ကျွန်တော်သည်ကားနောက်ဘက်သို့မျက်နှာလဲကား တိတ်ဆိတ်စွာလိုက်ပါလာမိသည်ကိုဒီနေ့ညတယောက်ယောက်ကိုလိုအပ်နေတာတော့အမှန်ပါပဲဒါပေမဲ့အဲ့ဒါမင်းမဟုတ်ပါရီတက်ခန့်ရှိကားရက်တော့ညဆယ်နာရီခွဲလူပြီကျွန်တော်ဒီပြင်စမတဲ့ရှိကျွန်တော်အခန်းတို့နှေးကွေးလေးလံသောခြေလမ်းများဖြင့်မောပန်းစွာတက်လာခဲ့ရသည်အခန်းတကာဖွင့်လိုက်တော့ခါအခန်းထဲမှမှုရဲ့နှက်တစ်ခုကကျွန်တော်ကိုလွမ်းဆွကြွေခွဲအောင်စီးကျုံနှုတ်ဆက်လိုက်သည်စပယ်ပန်းနဲ့ ကျွန်တော်လိုက်ခနေရင်ခုန်သွားပါသည်မြတ်တီတာမောင်စပင်မျိုးတီတာတိတ်ချစ်တာပဲတီလာကျွန်တော်စပင်များကိုလက်ဖြင့်ဆုပ်ပွားလျက်ကစားလေးရှိတော်မြတ်တီတာမြတ်တီတာကြီးလက်ချောင်းတွတ်တွတ်နွဲ့နွဲ့ကလေးများကျွန်တော်လက်ခုပ်ကိုလမ်းဆော့လင်ကျွန်တော်ပခုံးတို့ရင်မော့ကတွန့်လိမ်မိတတ်သည်တီတာကြီးလက်ချောင်းကလေးများကိုဖမ်းဆုပ်ကကျွန်တော်အင်ကြီးချက်ကင်းနေတော့မဟုတ်ချင်းကြည့်တဲ့ စွတ်တိုးထည့်ပြီးတော်ထင်းကျုပ်ထားရသည်ဂျက်ကင်းနှင့်ရှက်ရင်ကြီးမဝဲဖြစ်သည်နေတိရှက်တာဝဲဖြစ်သည်နေဆိုရင်တော့တီယာလက်ကလေးတွေကိုခြိုင်းစားမှချဲပြီးတအားဖိညင်ပြရသည်ကျော်ပါတော့တီယာရဲ့ကိုတကယ်ရားတယ်ကွငင်ငင်လေးနေစမ်းမထင်းကျုပ်ထားလျက်ကမနာခင်ပဲတီရရဲ့လက်ချောင်းကလေးများလွတ်လွတ်ရရဖြစ်နေသည်ကိုခံစားတော့ကတော့သူမကိုကျွန်တော်တင်းကျပ်နေအောင်ဖက်ကသူမကိုတအားနမ်းပြစ်လိုက်ပါသည် သူမ၏ဘာပြင်းနေစပင်များမှာသူမပန်နေကြစပင်ပန်းရင်နှံဖြင့်အမြဲမွေးနေတတ်သည်ကျွန်တော်နမ်းလိုက်သည့်အခါသူမတကူလုံးငြိမ်သက်သွားလေသည်စိတ်ဆိုးလာတီယာတီယာကမျက်စိမိတ်လျက်ငြိမ်သက်နေသည့်အခါကျွန်တော်သည်ကျွန်တော်၏ကျူးလွန်မှုတွက်တောင်းပန်မှဖြစ်မည်ဟုတွေးလိုက်သည်တီယာကိုတဲအောင်စတာဟုတ်ကွာကိုစိတ်မဆိုးနဲ့ကွာနော်တီယာတီယာလေးချိုအခါ ကြာရှည်စွာမျိုးသိမ့်မထားနိုင်တော်များတည်တာသည်အခုံးလေးလှောက်အောင်ပင်အတန်ထွက်ရည်ရင်မောခဲ့သည်မောင်မသိဘူးလားတီရတမင်ဆာလေးမောင်ရဲ့အဲ့ဒါဘာဖြစ်လို့လဲတီလားမောင်နားအောင်လို့လေကွာကျွန်တော်တီရမျက်နှာကိုပခုံးပေါ်ဆွဲပွေထိခဲ့စီလျက်စိတ်လှုပ်ရှားစွာရဲမိတော့ခါကျွန်တော်ပခုံးပေါ်မှာတီရဤကြဲ့ရဲမောသည့်နှခမ်းလေးကိုခံစားရသည်တီရကိုကိုချစ်တယ်ကျွန်တော်ဒီ အိတ်ခမ်းထဲသို့နှေးကွေးစွာခြေလမ်းများဖြင့်ဝင်သွားပြီးကတိမော်ပြစ်လဲချလိုက်သည်ညတီတာကျွန်တော်ညတီတာတီရာကိုကိုချစ်တယ်အခုချိန်ဆိုကျွန်တော်ညတီတာတရားအိပ်ပျော်နေပြီလားတီရာအင်ရှိကကျွန်တော်ဂီတာတီးနေကြအုတ်ခုံပေါ်မှာအခုဘသူဂီတာတီးနေပြီလဲလိုင်မင်းလိုင်မင်းအပြုံးမျက်နှာကိုမြင်ရောက်လာတော့ခါကျွန်တော်မှွေရာကိုလက်သေးဖြင့်၃၄ဆက်စတိုက်ထိုးပြလိုက်မိသည် မင်းပြော်ရဲ့လားမြတီတာလှိုင်မင်းရဲ့ရေဝင်မှာမင်းပြော်ရှင်မရဲ့လားကျွန်တော်အိယာမဝုန်းငနဲ့ထထိုင်လိုက်ပြန်သည်ထို့နောက်အပေါ်ဝက်ကုတ်အင်ကြီးကိုချွတ်ပစ်လိုက်မိသည်ခက်ပါပါရှက်လက်ရှိအင်ကြီးကိုတရောင်စစ်တီတင်လိုက်ပြီးအခန်းပရင်းကိုဖွင့်ကလေကိုဝဝရှူရှိုက်လိုက်ပါသည်ကျွန်တော်မျက်စိတောက်မှာဂီတာရဲ့ကလေးရှိသည်လီလီကျွန်တော်ဒီညအိပ်ပျော်မှာမဟုတ်ဒီကိုကျွန်တော်သိသည် ထို့ကြောင့်ဂစ်တာကိုထုတ်ယူကာဧကန်တဲ့သူခြေလန်းကြကြဖြင့်ထွက်လာခဲ့သည်ဧကန်ရောက်တော့နယ်ရန်တွင်ကတ်ထားသည့်တစ်သားစင်ပေါ်မှာ မဖောက်ရသေးသည့်ဘီယာတန်မှုတစ်ခုကို မြင်မိသည်မနေ့ကလက်ကြံတန်မှုကိုဖျက်ခနဲဆွဲဖောက်ယူကာငတ်မွတ်စွာ တောက်ချလိုက်သည်ဂစ်တာကျိုးများကိုထိခတ်ဖိနှိပ်ဆော့ကစားနေတော်လေအချင်းတစ်ပုတ်မှကျွန်တော်အာရုံနဲ့ရောက်မလာပါဘေးနှခမ်းတွေကိုဆာလောင်မွတ်သိမ့်နေတဲ့အချိန်တွေမှာဂစ်တာကျိုးရရာတော့ ကိုယ်ရေမိုးကုန်ကြပြီတည်တာကျွန်တော်ကိုယ်ထဲမှာသွေးတွေလည်းပက်စီးစင်းနေကြောင်းယခုညမှာတွင်ကျွန်တော်အမတ်မတင်တတိပြူမိသည်ကျွန်တော်သွေးတွေအလွန်ပူနွေးလာသည့်ကျွန်တော်သွေးတွေသွေးတို့စီးစင်းရာလက်ပြားတွေခြေပြားတွေရွေးုံများမကကျွန်တော်နှကန်းတွေပါပူနွေးလာသည်ထို့နောက်ကျွန်တော်နှလုံးသည်နွေးနေရာမှာတဖြည်းဖြည်းပူလာကနောက်ဆုံးကျွန်တော်မခံနိုင်လောက်ပူလောင်လာသည် ဂီတာဒီရင်စိတ်လွတ်ကိုလို့အော်ဟစ်ပစ်လိုက်တော့ခါကျွန်တော်တန်ဒီအက်ကွဲသွားသည်မရပါကျွန်တော်ဒီနေ့ညဂီတာလဲတီးလို့မရတချင်းလဲဆိုလို့ရမည်မဟုတ်ပါဒါဖြင့်တချင်းနှာထောင်ရမှာပေါ့ကက်ဆက်ထဲမှာဟိုတနေ့ညထည့်ထားသည်တိတ်ခွေတစ်ခွေရှိနေစေအဲ့ဒါဘာတိတ်ခွေဖြစ်နိုင်မလဲဟုကျွန်တော်ခက်မှန်းကြည့်နေမိသည်ကျွန်တော်မမှတ်မိပါစိတ်မရှိသာပဲကျွန်တော်ခလုတ်ဖွင့်လိုက်အဖွင့်ဒီလုံး intro ကြတော့မှာ ကျွန်တော်ကိုကိုကိုသဘောကျစွာပြုံးရင်မိသည်ဘုံချုပ်ပြီးအင်ဒီဆန်းမှုသည်တခြင်းဖြစ်သည်ကျွန်တော်ဂီတာကိုယူရစွာပြုတ်ဖတ်ထားရင်ဖျောင်းပစိုးကျန်းငင်ပေါ်ပလက်လန်ချာကရင်ကုန်လှုပ်ရှားမှုများဖြင့်အချင်းနာထောင်နေလိုက်သည်တခြင်းသေးသောနှင့်တခြင်းစားကပူလောင်နေသောရင်ကိုကျွမ်းမြိုက်အောင်တငွေ့ငွေ့ပူ၍ပူလောင်ရသို့ဆွဲခေါ်သွားပါသည်ယက်ဟုတက်ပြင်းဆိုင်လျက်ညင်းညူလိုက်တန်သည်ကျွန်တော်နားထဲမှတဆင့် ရင်ထဲသို့အရှိန်ပြေးစွာထိုးဖောက်ဝင်ရောက်သွားသည်။ကျွန်တော်ရောင်ရမ်းပြီးမျက်စိမိတ်ထားလိုက်သည်။ထိုတခြင်းသည်ဝန်ကြုံဖွဲ့ကစုပေါင်းရေးဆက်ထားခြင်းဖြစ်သည်။သူတို့ဖွဲ့၏ပင်နိုင်လိတီသမားဝေဂျီဆန်ပိုရာနှင့်အတူဒေးဗစ်ဘရိုင်ယန်ကဤတခြင်းကိုရေးဆက်ရ၌ဂျွန်ဘိုဂျိုဘီကပါဝင်ကူညီပေးခဲ့၏။ဤတခြင်းကိုကျွန်တော်ကြိုက်ပါသည်။ဤတခြင်းတွင်ယူကြတော်လမှုရောဆက်ထားသောပောက်ကွဲမှုကိုကျွန်တော်ခံစားရသည်။ မကြည့်မဆန်နာခြင်းမူတောင်းမှန်မှုငတ်မမှုနဲ့ညှော်လင်းမှုများတီးတို့ညှဉ်းညွတ်ရွရွတ်တမ်းများတစ်ချင်းဆုံးသွားသောအခါကျွန်တော်လှဲ့အိနေရာမှခုံထားပြစ်လိုက်မိ၏ထို့နောက်စာရွက်နှင့်ဖောင်တင်ကိုယူကာကျမ်းမြင့်ပေါ်တွင်ဝမ်းရမောက်၍တစ်ချင်းနားထောင်လိုက်ထထိုင်ပြီးစာရွက်ပေါ်မှဘာသာပြန်လိုက်ရာပီတာတစ်ချင်းစာသားကိုညှဉ်းညူကာဂီတာဖြင့်အတန်ပြည့်ကြည့်လိုက်ဂီတာထဲမှာကျွန်တော်စိတ်ပါဝင်စားသွားတော့သည် Baby I want you like the rose want the rain သူစာပိုက်ကိုကျွန်တော်ဘာသာပြန်ရတာမခက်ခဲလားပါကျွေပြီးချစ်လေးနှင်းစီမိုးဆက်ဝေးတာမျိုးသို့တော့နောက်တစ်ချောင်းကျတော့ကျွန်တော်ထင့်ငေါ်သွားသည် You know I need you like it for that need the pain ဘိုးရဟူသောစကားလုံးသည်အတန်တစ်ခုသာပါဝင်ပြီးဘိုးရတန်တွင်အတန်ကိုတင်ရရတော့လေကြပြာဆရာဟူသောမြန်မာဘာသာပြန်တွင် အတန်လေးခုလုံးသည်အနှိမ့်တန်များဖြစ်သည်ပြပြရတော့ပြောခဲ့တာပဲကျွန်တော်ဟာတစီရေးစရာလုပ်ဖို့မကောင်းဘူးအစိုးရလုပ်ဖို့ပဲစူးစမ်းရတဲ့ဟုတ်တယ်ပြ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 ောတာတိတ်မှန်နေကျွန်တော်အစိုးသမားပဲလုံးမှချင်ပါရဲ့ပြပြကျွန်တော်ရေမောမီဤတခြင်းဘာသာပြန်ကိုဝန်ကြိုပြီးကြားလင်ကျွန်တော်ကိုအလှဖြစ်စီမှုဖြင့်တရားဆွဲလောက်ပါသည်တရားကိုဆွဲမဲ့ရက်ဆက်ပြုံးစီကိုချီလန်နာခြင်းဆုံးရှုံးခဲ့ပြီး my blood my love my life ငါတွေငါချစ်ငါဘဝသူ့အော်တယ်လို့ကျွန်တော်လိုက်အော်ကြည့်သည်မစိုးပါဘူးဟုကုကုကိုဖြေသိမ့်လိုက်သည် to have you in this am tonight ကိုမင်းကိုပိုင်ဆိုင်မှုဒီညညတီအားရဲ့သဘင်ရှင်များကျွန်တော်လည်းဘင်းကိုလာရောက်ပွတ်တက်ကြည့်ဆွဲသားသလိုဟာကနေဆုံးရှုံးစွာခံစားလိုက်ရသည်ဒီရင်ဝင်မှာဒီညမင်းသာရောက်လာခဲ့မယ်ဆိုရင် အရာရာကိုငါပေးရပါတယ်တည်တာရဲ့ I hold you I need you I get down on my knee for you ဒါတော့ကျွန်တော်တိုက်ရိုက်ဘာသာပြန်ကြည့်ရင်မပြည့်ပြည့်လားပါဆွဲလန့်လို့တန်တမိလို့ယုံကြည်ပါအချစ်ရဲ့တစ္ဆာများ and make everything all right if you are in this them အိမ်မက်များထဲမှာနားခုဖို့ရင်ဝင်မှာမင်းရှိမှထို့နောက်သူ့မူရင်းတစ်ချင်ကိုကျွန်တော်ညှဉ်းညူခံစားမိသည် I love you and please you. I tell you that I never leave you and love you till the end of the time. သိချစ်လို့မဝေးရသူဘယ်ခါမှဆိုကိုမင်းရဲ့နာမှာယုံကြည်စွာခရီးဆုံးတိုင်းမင်းရှင်ွေမှာမင်းရှိဖို့ဒီညတချင်းတစ်ပုတ်လုံးကိုဘာသာပြန်၍အတန်ဖလဲပြီးတော့ခါညနှစ်နာရီခွဲနေပြီပဝင်းစစ်တစ်ခုလုံးတိတ်ဆိတ်လျက်ရှိ၏ကျွန်တော်ရင်ခုန်သားလွဲလို့ပေါ့ ဟစ်တာကိုပါနေကက်ကစမ်းမြစ်ပေါ်ဝင်ရမောက်လျက်ကျွန်တော်ငြိမ်သက်နေမိ။ကျွန်တော်နှလုံးသည်လေးပင်စွာတစ်ချက်ချင်းစောက်ခုံလျက်ရှိသည်ကိုလှုပ်ခတ်စွာကျွန်တော်ခံစားနေမိသည်။ကျွန်တော်မျက်လုံးများတဖြည်းဖြည်းမှေးစင်ကြလာသည့်အချိန်တွင်ဟိုးဝေးမှညတီတိုင်းပြုံးရဲသောမျက်လုံးလေးများကျွန်တော်စီတရှိန်တို့နီးကပ်စွာပြေးလွှားနေကြသည်။ကျဲဝွင့်လေးလိုတောက်ပသည့်မျက်လုံးများနတ်မောင်ရှုံလဲညှို့ယူတတ်သောကျဲဝွင့်လေးများ ထိုကျဲပွင့်လေးများသည်ကျွန်တော်မျက်လုံးများနှင့်နီးလာကပေါင်းဆက်ဖို့အာယူနေကြသည်ကျွန်တော်ကြည်နူးစွာရောင်ရမ်းပြုံးမိသည်ထို့နောက်ကျဲပွင့်လေးများသည်ကျွန်တော်မျက်လုံးများထဲသို့ခုန်ဆင်းချလိုက်၏ထိုချိန်၌ကျဲပွင့်လေးများသည်မြတီရိုင်းမျက်လုံးများမဟုတ်ကြတော့ဘဲသူမ၏မျက်လုံးများဖြင့်ပြောင်းလဲသွားကြသည်နူနူကျွန်တော်အချင်းမူလူခေါင်းခါရန်ညှင်းပယ်မိသည်နူနူရဲ့မျက်လုံးတွေကတိတ်လာတယ် ဒါပေမဲ့ကျွန်တော်မချစ်ဘူး။သိလားနူနူ။ခမည်းကိုကျွန်တော်မချစ်ဘူး။ကျွန်တော်ချစ်တာညတီတာ။နောက်တစ်ပိုင်းကိုဆက်လက်ဆောင်မြော်ပေးကြပါအောင်ရှင်။အစုံဒီနားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်။